That's my greatest strength. မင်္ဂလာပါ Stone X မှာကျေးဇူးပါတယ်။ DC Studios တီမနေ့ညကပဲလုပ်ခဲ့တဲ့ promo ပွဲတစ်ခုမှာ Superman ရုပ်ရှင်ရဲ့အစမိနစ်30ကိုပွဲတက်ပရိသတ်တွေရှေ့မှာပြသခဲ့ပါတယ်။အခုဗီဒီယိုမှာပြောပြပေးသွားမယ့် review တွေဒီအရင်လိုမျိုး screen test ကြည့်ရှုသူတွေရဲ့ review မဟုတ်ဘူး။ကောင်းတာတွေကောမကောင်းတာတွေကောပါတဲ့ပရိသတ်စစ်စစ်တွေပေးလာခဲ့တဲ့အယူအဆဆုံး honest review ဖြစ်ပါတယ်။ And Sabi Superman အပြီးမှာထပ်လာအောင်မဲ့ DCU ရဲ့အနာဂတ်ကိုစိတ်ဝင်စားကြမဲ့သူတွေအတွက် James Gunn ကိုယ်တိုင်အခြား studios တွေမလုပ်ခင်မှာတိတ်တိတ်လေးကြိတ် ပြီးတော့လုပ်နေပါတယ်ဆိုတော့ secret project ရုပ်ဝတ် project တစ်ခုအကြောင်းကိုပါဒီဗီဒီယိုမှာထည့်သွင်းပြောပြပေးသွားမှာဖြစ်ပါတယ် I am vengeance. I am the night. I am Batman. โอเค review ပေးလာတဲ့ပထမအုပ်ဆုံးတစ်ယောက်ကတော့ holy shit အခုပဲ superman ရုပ်ရှင်ရဲ့ minute 30စာကိုကြည်လာခဲ့တယ် fight scene က unique ဖြစ်တယ်ထူးခြားတယ် superman ရဲ့ speed မြန်နှုန်းကိုရိုက်ပြတဲ့ရိုက်ပြချက်တွေကအယံမိုက်တယ်ကိုယ်တိုင်းပါပါဝင်ပြီးတော့ခံစားလို့ရတယ်ဆိုပြီးတော့ရေးသားထားပါတယ် meaning ပထမအုပ်ဆုံးရုပ်ရှင် minute 30မှာတင် fight scene အလန်းတွေကိုမြင်ရမယ်ဆိုပြီးတော့ရည်ညွှန်းနေခြင်းလည်းဖြစ်ပါတယ် and next နောက်တစ်ယောက်ကတော့ no way ဒီနေ့တနေကုန်ကိုစိတ်သက်ကြနေခဲ့တာအခုပွဲမှာ superman ရုပ်ရှင်ရဲ့ minute 30စာကိုကြည်ခဲ့ရတယ်စောက်ရမ်းလာပါတယ်အချင်းဆိုတာဘလို့ ံသွားမှန်းတော့မသိလိုက်ဘူးစူပါမန်နဲ့တခြားသရုပ်ဆောင်တွေကိုလည်းအပြင်မှာတွေ့ခဲ့ရတယ်ဆိုပြီးတော့ရေးထားခဲ့ပါတယ်မင်းနင်းသူတို့ရဲ့ဒီပရိတ်သတ်တွေကိုမကြင်ညာထားခဲ့ပဲနဲ့ surprise အနေနဲ့ပြသခဲ့ခြင်းမျိုးလည်းဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ it's so fucking good ဆောက်ရမ်းကောင်းတယ်စူပါမန် character ကို perspective အသစ်တစ်ခုအမြင်အသစ်တစ်ခုကနေပြီးတော့ပြောင်းလဲမြင်ရတယ်သရုပ်ဆောင် David Coran Sweat ရဲ့ Superman နဲ့ Clark Kent ဂျာကိုပြောင်းပြောင်းပြသွားတာတွေကတော်တော်လေးထင်မိရဲ့ Lois နဲ့ Superman ဂျာက chemistry ချိတ်ဆက်မှုကလည်းမယုံနိုင်လောက်အောင်ကောင်းနေစပြီးတော့ရေးသားထားပါတယ် review အများစု ုတွေဒီအကောင့်တွေကြီးပဲရေးထားခဲ့ပေမဲ့မကောင်းရေးထားတဲ့တယောက်စာနှစ်ယောက်စာတွေရှိတာကိုလည်းတွေ့ရပါတယ်ရေးထားတာကတော့ fight ကအရန်ကြီးမကြလိုက်ဘူးမြန်လွန်နဲ့ David Coran Swart ရဲ့တရုတ်ဆောင်ပုံကိုတော့ကြိုက်ပါတယ် Henry Cavill Superman ရဲ့ fan ပါဒါပေမဲ့အခု David Coran Swart ကိုလည်း trailer မှာမြင်ခဲ့ရတာနေနဲ့မတူဘဲနဲ့အကြာကြီးကြည့်လိုက်ရတော့အမြင်အသစ်တစ်ခုကိုပေးစေတယ်အဆင်ပြေပါတယ်ဆိုပြီးတော့ရေးထားခဲ့ပါတယ် The Last and Final တယောက်ကတော့ X ပေါ်မှာရေးတင်ခဲ့ခြင်းဖြစ်ပါတယ် Superman ရုပ်ရှင်ရဲ့ minute 30စာကိုအခုပဲကြည့်ခဲ့ရတယ်မတူထူးခြားတဲ့ပုံစံအသစ်တော့ဖြစ်ပါတယ်အရန် ်ကြီးတော့မကြိုက်ခဲ့ဘူး character တွေကပထမမိနစ်30မှာတင်အရန်ကြီးများနေတယ်လို့ခန်းစားရတယ်ဒါပေမဲ့ယုံတင်ရင်တော့တွားပြီးတော့ကြီးကိုကြီးပါအောင်မယ်ဆိုပြီးတော့ရေးရင်းနဲ့အဆုံးသတ်သွားခဲ့ပါတယ် so based on that ယုံမတင်ခင်တလမှာအခုလိုမျိုး review တွေဆိုတော့အများစုကတော့ superman ရုပ်ရှင်ကိုကြိုက်နေတတ်နေကြပြီဆိုတာကိုမြင်ရမှာပါဒါပေမဲ့အခု superman ရုပ်ရှင်ထက်ကိုကြီးမားတဲ့အရာတစ်ခုရုပ်ရှင်လောကမှာအခုလို superhero ရုပ်ရှင်လောကမှာဘယ်သူကမှမလုပ်ဖူးသေးတဲ့ idea တစ်ခုကို james gunn ကလက်ရှိတိတ်တိတ်လေးလုပ်နေတာလည်းရှိပါတယ်မနေ့ကပဲ entertainment weekly နဲ့ interview မှာဆို င် James Gunn ကအခုလိုဖြည့်သွားခဲ့ပါတယ်သူက DCU ရဲ့လာမယ့် project တွေ announce လုပ်ထားတဲ့ project တွေထဲမှာပြည့်တက်တွေမတိသေးတဲ့ project မျိုးကရှိနေမလားဆိုပြီးတော့မေးမြန်းတဲ့အခါမှာတော့သူပြောတာအရဒီနှစ် January အထိကိုသူတို့ထုတ်လွှင့်ခဲ့တဲ့ကြေညာခဲ့တဲ့ရုပ်ရှင်တွေအကုန်လုံးဒီအခြေအနေကောင်းနေအကုန်လုံးက developing လုပ်ဆောင်နေစေပဲဒါပေမဲ့သူပေးမတိထားတဲ့လူတွေမတိတဲ့ project တစ်ခုကလည်းရှိနေသေးတယ်အဲ့ဒီ idea ကိုသူက Warner Brothers ရဲ့ CEO တယောက်တည်းကိုပဲသူလောက်ကင်နေပြီဖြစ်ကြောင်းကိုအတိပေးပြောထားတာရှိသေးတယ်တခြားဘယ်သူကမှမသိသေးဘူးမကြေညာရ ခြင်းအကြောင်းရင်းကလည်းဒီ idea မျိုးကိုရှေ့မှာလုံးဝကိုမလုပ်ဘူးသေးတာမျိုးဖြစ်တဲ့အတွက်တခြား studio တခုခုကခိုးမသွားခင်မလုံးလိုက်ခင်မှာအ мян ဆုံးလုံးမှာ ဖြစ်တယ်ဆိုပြီးတော့လည်းပြောသွားခဲ့ပါတယ်ဒီစကားကိုဒီအဖြေကိုပရိတ်တဲ့အများစုကလည်းတတော်လေးစိတ်ဝင်စားသွားခဲ့ပါတယ်တချို့တွေကတော့ဒါဒီ Marvel နဲ့ DC ကြားကဒါမှမဟုတ် Predator နဲ့ဖြစ်စေ Alien တွေနဲ့ဖြစ်စေ crossover လုံးမှာမျိုးဖြစ်နိုင်တယ်ဆိုပြီးတော့ပြောနေကြပါမယ်အဲ့လိုဆိုရင်လည်းသူဒီတခြားတစ်ဖက် company တခုခုကိုအကြောင်းကြားပြီးတော့ပြောရမှာဖြစ်ပါတယ်ဘယ်သူပြောလို့တခြား bad company ကိုမှမသိစေချင်ဘူးဆိုတဲ့စကားအရာ တချို့ကတော့ဒါဒီ Justice Society of America ဆိုတဲ့အအိုဆုံးတဲ့ classic အဖြစ်ဆုံး hero တွေကို James Gunn ပြောထားတယ်လို့လွန်ခဲ့တဲ့နှစ်300လဲက DCU ထဲမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေအားလုံးတကယ်ကဘာကြီးမှာဖြစ်ပျက်ခဲ့တဲ့ history မှာဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့မတူဘဲနဲ့ကွဲပြားတဲ့ history တွေကွဲပြားတဲ့ဖြစ်ရပ်မျိုးတွေကိုတည်င်းလိုက်ရိုက်တဲ့ပုံစံမျိုးနဲ့ documentary style ရိုက်ပြမယ်ရုပ်ရှင်မျိုးဖြစ်လိမ့်မယ်ဆိုပြီးတော့ပြောနေကြပါတယ်။ခေါင်းဖြူကျိတ်လုံးနေတာဆိုတော့တခုခုတော့ unique ဖြစ်မဲ့ idea မျိုးဆိုတာသိကြပါတယ်။နောက်ထပ်ဒီ interview မှာပဲ James Gunn ထပ်ပြီးတော့ဖြေထားတာအရာသူ့ကို တကယ်တကယ်တကယ်ကိုနာမည်ကြီးတဲ့မင်းသားတယောက်ကရုပ်ရှင် idea တစ်ခုလုပ်ချင်ကြောင်းကိုလာပြောထားတယ်ဆိုပြီးတော့သိရပါတယ်။ဒါဒီ The Batman တို့ Joker တို့လိုမျိုး Elseworld ရုပ်ရှင် တီးတန့်ဇလံမျိုးဖြစ်မှာပါဘယ်တရုပ်ဆောင်လဲဆိုတာကိုတော့သူကမပြောသွားခဲ့ပေမဲ့ very 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 ဆိုတဲ့အရန်အရန်အရန်ကိုနာမည်ကြီးတဲ့မင်းသားတယောက်ပါဆိုပြီးတော့ပြောသွားခဲ့ပါတယ် James Gunn ကတော့ script နဲ့ဇလံကကောင်းတယ်ဆိုရင်သူရအောင်ထုတ်လုပ်ပေးမယ်ဆိုပြီးတော့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီရုပ်ရှင်က masterpiece ဖြစ်မှာတော့ဖြစ်မှာတော့ဆိုပြီးတော့တေချာအောင်ပြောလိုက်သေးတယ်လို့ရည်ရင်နဲ့ဖြေသွားခဲ့ပါတယ်သူဒီအဲ့ဒီတရုပ်ဆောင်ကိုတကယ်တဘောကြားတယ်တကယ်လဲတော်တဲ့ artist ပဲသူလည်းအခုအဲ့ဒီ masterpiece ကိုစတင်လုပ်ကင်နေပါပြီဆိုပြီးတော့ပြောရင်းနဲ့အဆုံးသတ်သွားခဲ့ပါတယ်ဒါကတော့အများကြီးဖြစ် ိုင်ပါတယ် Marvel နဲ့မတူတာတခုက DC ရုပ်ရှင်တွေအထိလွတ်လပ်လို့ပညာရှင်ဆန်တဲ့ရုပ်ရှင်တွေများပါတယ်2009ခုနှစ်မှာထွက်ခဲ့တဲ့ Watchman ရုပ်ရှင်တို့ Joker ရုပ်ရှင်တို့ The Batman ရုပ်ရှင်တို့ကတက်သေးတွေပါပဲ Marvel လိုမျိုးခလေးမဆန်ဘူးဆိုတဲ့ reputation တွေကလည်းရှိတာကြောင့်အခု James Gunn ပြောတယ်လို့နာမည်ကြီးမင်းသားကြီးရဲ့ဥပမာ Brad Pitt တို့ Tom Cruise တို့ Leonardo DiCaprio တို့လိုသရုပ်ဆောင်တွေကအစသူတို့ကြိုက်တဲ့ idea တခုခုနဲ့သူတို့လုပ်ချင်တဲ့ idea တခုခုကို super hero တခုခုနဲ့ပေါင်းစပ်ပြီးတော့ဖန်တီးဖို့အတွက်လာပြီးဆွေးနွေးကြမယ်ဆိုတာကလည်းအသေးချာပါပဲ So Predator တို့က ဘူးလို့ထင်ကြလဲ secret project ဆိုတာကဘာဖြစ်မယ်လို့ထင်လဲနမဲကြီးမင်းသားဆိုတာကတော့ဘယ်သူဖြစ်မယ်လို့ထင်လဲဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys video လေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ video တွေတက်လာတဲ့အခါ US VPN လေးခံပြီးရကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ညညာလေးတွေကိုစောင့်အောင်ကြည့်ပေးကြဖို့အတွက်လဲတောင်းဆိုချင်ပါတယ်နောက် video တွေမှာပဲတွေ့ကြရအောင်